ထိုင်းကိုအလဲသွားရင်ဦးစားပေးလဲပတ်တဲ့နေရာဆက်ခုပရိသတ်ကြရလုံးမဲမင်္ဂလာပါရှင်ထီကေချန်နယ်လေးကနေပြန်လည်ပြီးတော့ကြေဆွဲလိုက်ပါရယ်ခီးတော်ဝါရဏဩရိအတွက်ဒီနေ့မှာတော့အပြုံးတွေနဲ့ပြည့်နေစေမဲ့ထိုင်းနိုင်ငံကခီးစဉ်တစ်ခုအနေနဲ့ခေါ်ဆောင်သွားမှာပါအသက်ချုံမလောက်တဲ့အပူပိုင်းကန်းကျေတွေချွေရောင်တဝင်းဝင်းနဲ့ဖျားချောင်းတွေစီကားတဲ့ဈေးတွေနဲ့ပါးစပ်နဲ့အစားမပြည့်ရလောက်အောင်စားကောင်းတဲ့လမ်းပိအစားအစာတွေနဲ့ပြည့်နေနေတဲ့ထိုင်းနိုင်ငံဟာဘလို့မှမတူတဲ့အတွေ့အကြုံတွေကိုပေးဆွနိုင်မှာပါ စွန်စားမှုကိုနှစ်သက်တယ်ဝဲဖြစ်ဖြစ်သမိုင်းကိုလေ့လာကျင့်သူဝဲဖြစ်ဖြစ်အစာအသောက်ဝါရဏရှင်ဝဲဖြစ်ဖြစ်ဒါမှမဟုတ်အေးအေးလူလူအပန်းဖြစ်အနားယူကျင့်သူဝဲဖြစ်ဖြစ်ထိုင်းနိုင်ငံမှာအလုံးအတွက်တခုခုတော့ရှိနေမှာပါထိုင်းဆိုရာမြန်မာတွေအတွက်စိမ့်တဲ့နေရာလည်းမဟုတ်တော့ပါဘူးအလို့ကြောင့်မဖြစ်ဖြစ်ဈေးကူဖို့ဝဲဖြစ်ဖြစ်အလေအပတ်ပဲဖြစ်ဖြစ်သွားဖို့အနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်ဘယ်ကိစ္စကြောင့်အရောက်ရောက်လေကျင်ပတ်ကျင်ကြတာလူတွေရဲ့သဘာဝပါပဲကြော်ပေမဲ့ဘယ်ကိုသွားလို့သွားရမှမသိရင်ဂျပန်ရှုံးနေမှာပါ ဲ့ဒါကြောင့်ထိုင်းနိုင်ငံကိုရောက်ရင်ဦးစားပေးလေပတ်တဲ့နဲ့နေရဆဲခုအကြောင်းကို GPO လေးနဲ့ဝင်းမြပေးလိုက်ပါတယ်။ဘယ်လိုနေရာတွေကဘယ်လိုမျိုးဆွဲဆောင်နေလဲဆိုတာသိချင်ရင် Brio လေးကိုအဆုံးထိလိုက်ပါတီရှူပေးဖို့ဖိတ်ကော်လိုက်ပါရစေရှင်။နံပါတ်30ချင်းရိုင်းထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ချင်းရိုင်းမြို့ကနေစားလိုက်ကြရအောင်ပါ။ဂျီမြို့လေးကလည်းမြန်မာတွေနဲ့ရင်းနှီးပါတယ်။ချင်းရိုင်းမြို့ကအသက်ရှင်မလောက်တဲ့ဖျားเจ้าတွေနဲ့ကျွဲဝါတဲ့ရင်းကျဲမှုအမွေအနှစ်တွေကြောင့်နာမည်ကြီးနေတာပါ။ ဒီမှာအကျော်ကြောင်းဆုံးကတော့ဝက်ခွန်ရုံးလို့လည်းသိကြတဲ့အဖြူရောင်ဖျားเจ้าမှာကျင်းရိုင်းဘက်ရောက်ခဲ့တဲ့ဆိုရင်တော့သွားပြောင်သွားပြီးဖုံးမြော်နိုင်ဖို့တိုက်တွန်းလိုက်ပါတယ်။မင်းသမီးလောက်အောင်လှပတဲ့ဒီဖျားเจ้าဟာစိတ်ကူးရင်ဝေးထုတဲ့ကအတိုင်းပါပဲ။ဖျားเจ้าတွေအပြင်ကျင်းရိုင်းမှာတောင်နှက်ရှုကင်းတွေတိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်ဒေတာတွေအပြင်ထိုင်းလာအိုနဲ့မြန်မာနိုင်ငံတွေဆုံတွေ့ရာသမိုင်းဝင်ရွှေတိကံဒေတာလည်းရှိပါသေးတယ်။သမိုင်းနဲ့သဘာဝအလှတွေကိုရှာဖွေနေတဲ့ဆိုရင်ချင်းရိုင်းကမဖြစ်မနေသွားရမယ့်နေရာတစ်ခုပါပဲ။ နံပါတ်9ရုတ်တရက်မျိုးဟောင်းတမိုင်းကုန်နဲ့တက်တဲ့ဆိုရင်အရုတ်တရက်မျိုးဟောင်းကိုမဖြစ်မနေတော့ရောက်လဲပတ်တင်ပါတယ်တချိန်ကထိုင်းနိုင်ငံရဲ့ခန္ဓာထွေပါတဲ့မြို့တော်ဖြစ်တဲ့ UNESCO ကမ္ဘာအမွေနဲ့စီရင်ဝင်ဒီမြို့မှာတော့ရှေးရောင်လိုက်ရအဆောက်အဦတွေကြီးမားထွေပါတဲ့ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ရာစုနှစ်ပေါင်းများစွာတတန်းရှိတဲ့ဘုရားကျောင်းတွေရှိပါတယ်။တစ်ပင်အမြင့်တွေနဲ့ရစ်ပတ်ထားတဲ့ကမ္ဘာကျော်ဗုဒ္ဓရုပ်ပွားတော်ကိုတွေ့မြင်နိုင်တဲ့ဝမ်မဟာတက်ကို စူဇန်လေးလာရင်းနဲ့လည်းကြီးညိုစိတ်တွေပွားနိုင်ပါတယ်ဒါမှမဟုတ်ကမ္ဘောဒီးယားနိုင်ငံရဲ့အန်ကောဝင်းနဲ့ဆင်တူပြီးခန္ဓာထယ်ဝါတဲ့ဝတ်ဆိုင်ဝတ်ထရိုင်ယန်ပြားစံကိုသွားရောက်ပြီးအထိတ်ခလာစီပြန်လည်ရောက်ရှိသွားနိုင်နေတာပါအယုဒ္ဓယာတမိုင်းချစ်တူတွေအတော်တော်နိဗ္ဗာန်မုံတစ်ခုဆိုရင်လည်းမမားလာပါဘူးနံပါတ်၈ခိုတောင်ကျွန်းတင်းရဲ့အိမ်မက်ထဲမှာအလဲပကီးစင်မှာကြီးလင်းပြလဲတဲ့ရေပြင်တွေဖြစ်ပွေးတဲ့တဲတောင်မြင်တွေနဲ့အောင်းပွေရရေအောက်ကဘာတွေပါဝင်နေတဲ့ဆိုရင်ခိုတောင်ကျွန်းကတင်းကိုဖိတ်ခေါ်နေပါတယ် ထိုင်းပင်လယ်ကွေ့မှာရှိတဲ့ဒီသိငယ်နဲ့ကျုံးလေးဟာတောက်ပါတဲ့တနာကြောင်တန်းတွေနဲ့ငမန်းမျိုးမျိုးနဲ့ဝေးလာငမန်းတွေလေးလာနိုင်ပြီးရေငုတ်တာတွေရေကူတာတွေပျော်ပျော်ရွှင်ရွှင်နဲ့လှုပ်လို့ရမယ့်နေရာတခုလည်းဖြစ်ပါတယ်။သင်ကကျွမ်းကျင်ရေငုတ်တပောင်းပဲဖြစ်ဖြစ်ဒီတိုင်းရန်တန်းငုတ်တဲ့သူပဲဖြစ်ဖြစ်ခိုးတောင်ကျုံးရဲ့ဈေးတက်တာတဲ့ရေငုတ်တဲ့နန်းကျောင်းတွေကကောင်းကောင်းအထောက်ပံ့ပေးနေမှာပါ။ရေထဲမှာတနေ့တာကုံဆုံးပေးတဲ့နောက်မှာတော့ငမန်းကွေ့လိုမျိုးလှပတဲ့ကန်းကျေတွေမှာအပန်းဖြစ်နိုင်သလိုကျုံးရဲ့ အေးချမ်းတဲ့ညာအလအတွေ့အကြုံတွေကိုလည်းခန်းစားနိုင်ပါတယ်။နံပါတ်5ဖိုင်းချင်းမိုင်ကနေ2နာရီခွဲ3နာရီနီးပါးလောက်ခီးနှင်လိုက်ရင်မဲဟောင်ဆောင်ဒေတာတွေကဖိုင်းဆိုတဲ့နယ်မြေလေးတစ်မြုပ်ကိုရောက်သွားမှာပါ။ချင်းမိုင်ဖိုင်းကိုပြေးဆွဲနေတဲ့ကားတွေလည်းရှိပါတယ်။ဆိုင်ကယ်နဲ့သွားရင်လည်းရနေတာပါ။နယ်မြေလေးဆိုပေမဲ့ခီးသွားမြေလေးဖြစ်ပါတယ်။မျိုးစုံနဲ့နိုင်ငံသားသခီးသွားတွေကိုတစုတဝေးနဲ့တွေ့ရနိုင်တာပါ။ဒီမြေလေးကညာဘက်အေးအေးဆေးဆေးလမ်းလျှောက်လို့ရတယ်လို့ ရေတကွန်သွားမလား၊တောင်ပေါ်ကျပြီးနေဝင်ချိန်ကြည့်မလား၊တမျိုးလုံးကိုဆိုင်ကပတ်စီမလားအကုန်အစဉ်ပြပါရယ်။ဒီမျိုးလေးရဲ့နာမည်အကြီးဆုံးကတော့ယောဂကျင့်ကြတာပါပဲ။နောက်ပြီးကြောပွင့်ဤတလုံးလွယ်ပြီးရှောက်တော်တကြတဲ့သူတွေနဲ့အတင်းတော်ဆုံးမျိုးလည်းဖြစ်ပါရယ်။အေးအေးဆေးဆေးနှင်းနှင်းကွေးကွေးနဲ့နေတိုင်းမှုပုံစံမှာတခဏတာစီမျိုးကြည့်ကျင်နေဆိုရင်တော့ဒီမျိုးလေးကိုသွားလဲဖို့အကြံပေးလိုက်ရမှာပါ။နံပါတ်6ဖူကတ်ထိုင်းကိုရောက်ရင်ဖူကတ်ကိုမှမရောက်ရင်တော့တောရကျွန်းနဲ့မှမဟုတ်ပါဘူး။ ထိုင်းနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ဘူကတ်ကကမ္ဘာလက်ခီးသည်တွေဈာထဲမှာလည်းနာမည်ကြီးလာပါတယ်ဘူကတ်ကိုနာမည်ကြီးအောင်ပံ့ပိုးပေးနေတာကတော့ကန်းချစ်တကူရဲ့မဟုတ်ပါဘူးရင်းနှီးပတ်သက်တဲ့ပြောစရာတွေဖြစ်တဲ့ရင်းငုတ်ရွက်လင်စီဂျက်စကီစီးတာတွေရှိသလိုစားတော့ပျော်ပါခြင်းရင်လည်းအဆုံးရှိနေလို့ပါပဲပြောရရင်နေရောညပါပျော်ရွှင်လို့ရတဲ့နေရာဖြစ်ပါတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးတမန်ဝင်နေရာတွေကိုလည်းတွားလေလို့ရနေတာပါမြို့ဟောင်းမှာရှိတဲ့ရှင်အောင်လက်ရအဆောက်အဦးတွေဖျားဆောင်တွေကိုတွားလေပြီး လေးလာလို့လည်းရနိုင်တာပါဒါနဲ့အားမရသေးရင်လည်းဖီဖီကျွန်းတို့ဂျိမ်းစ်ဘွန်ကျွန်းတို့ကိုသွားလိုက်ရင်အပန်းဖြစ်နိုင်တာပဲဖြစ်ပါတယ်နံပါတ်9ကော့စမွေအပန်းပြင်းခြင်းနဲ့စွန်စားမှုတွေရောနှောနေတဲ့နေရာကိုရှာဖွေခြင်းတို့အတွက်ကော့စမွေကျွန်းကအကောင်းဆုံးအပန်းပြင်းစကန်တစ်ခုပါသင်္ကန်းအပန်းပြင်းစကန်တွေအံအုပ်ွက်ရေတကုံတွေစီကောင်းတဲ့ညာဆေးတွေနဲ့ဒီကျွန်းမှာအလုံးအတွက်တစ်ခုခုတော့ရှိပါတယ်တင်တို့ရဲ့နေရက်တွေကိုခြံဝန်းကန်းချိန်မှာအပန်းပြင်းမလား နေမကျော်ကြီးမားတဲ့ဘုရားပြားချောင်းကိုတော့ရောက်လဲပတ်ပြီးဖူးမြော်ကြည့်မလားဓမ္မမောင်နမောင်ရေကုံလိုမျိုးရေတကုံတွေကိုလိုက်လံကြည့်ရှုခြင်းနဲ့အချိန်ကုန်ဆုံးမလားကြက်ရရွေးချယ်လို့ရပါတယ်လက်ဝဲရေကန်တွေနဲ့ဖြစ်ပွေးတဲ့သဲတောင်ပြင်တွေရှိနေတဲ့အပြင်တဘာဝအတိုင်းလှပကျွယ်ဝနေတဲ့ကျုံပေါင်း52ခုနဲ့ဖွဲ့စည်းထားတဲ့အန်အောပွင်အန်တောင်အမျိုးသားရေချောင်းဥယျင်ကိုတနေ့တခီးသွဲဖို့ကတော့ကော့စမွေကျုံကိုရောက်ရင်မဖြစ်မနေလောက်ရမယ့်ကိစ္စတစ်ခုပါပဲနံပါတ်၄ခရာပင်း နပလင်းတရမှာတော့ခရာဘီကဒဲတောင်မြင့်ချစ်တူရီရောစုံစားရှာဖွေတူရီအတွက်ပါနိဗ္ဗာန်ဘုံလေးတစ်ခုအဖြစ်သိရှိနေပါတယ်။မိုးတိမြင်မာတဲ့ထုံးကြောက်ဆောင်တောင်တန်းတွေကြည်လင်ပြန်လည်နေတဲ့ရေပြင်တွေအမကန်တဲ့လဝက်ကိုရီနဲ့အတူခရာဘီယန်ထိုင်းနိုင်ငံရဲ့အော်အဝေယာရှုခင်းတချို့ကိုစူးစမ်းလေ့လာဖို့အကောင်းဆုံးနေရာတစ်ခုပါ။လေနေပဲသွားလို့ရတဲ့ရေလီကန်းချီကိုသွားလည်ဖို့မမေ့ပါနဲ့။အဲ့ဒီမှာကြောက်တောင်တက်ပြီးတဘာဝကိုအပေါ်စီးကခန်းစားလို့ရတယ်လို့ဂရက်လေးစီးပြီးရှုကင်းတွေကငေးမောက စီးမျောလို့လည်းရပါတယ်တကယ်ကိုမော်စံတဲ့အတွေ့အကြုံတော့ဆိုရင်တော့ခရနန်ကူကန်းချီဒါမမုံနာမည်ကျော်ကျွန်းလေးကျွန်းကိုလေနခီးထွက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နံပါတ်3ဘန်ကောက်ဘန်ကောက်မြို့တော်ရဲ့စီကားတိုင်းမြတ်မှုကိုမကန်ဆားရသေးရင်ထိုင်းခီးစင်ကမပြည့်စုံသေးပါဘူးစံကြက်ဘက်တွေပြည့်နေတဲ့ဒီမြို့မှာရွှေရောင်တဝင်းဝင်းနဲ့ပြားကျောင်းတွေနဲ့ရှေးဟောင်းနန်းတော်တွေကနေနီယွန်မီးရောင်တွေပံ့ပိုးထားတဲ့ညကပ္ပရဲ့စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကပ္ပအစီမီဇေဝစင်တာတွေအတိအအောင်ရှိပါတယ် ကီကဝါရနာဥရိယစောစောကန်းကိုမြပြတီရှိနေတဲ့နန်းတော်ကြီးကိုသွားရောက်ဖူးမြော်ရင်တောင်ကြောက်ပြားမြစ်ကိုလေးစီးပြီးမြို့လောက်ကိုနီလန်တမျိုးနဲ့ခန်းစားနိုင်တာပါဒီခီးစင်ကိုသွားမယ်ဆိုရင်တော့နမကြီးဝအယုံနဲ့ဝတ်ဖို့ဗုဒ္ဓဘာသာဖျားဆောင်တွေကိုဝင်လေ့လာနိုင်ပါသေးတယ်ပြည်တော်ဗန်ကောက်ရဲ့နမကျော်လမ်းပိအစားစာတွေကိုမြေဆန်းကြည့်ဖို့မမေ့ဖို့တတိပေးရမှာပါဖတ်တိုင်းတရတီချမင်းပေါင်းနဲ့တုံရင်ချင်ဆက်ဟင်းညိုစားတဲ့နမကြီးအစားစာတွေကိုမြေဆန်းရင် ရှာလဲဖို့အခွင့်အရေးလည်းရှိနေတာအမှန်ပါပဲ။နံပါတ်1ချင်းမိုင်းနံပါတ်1နေရာမှာရှိနေတဲ့ချင်းမိုင်းကမြောက်ပိုင်းထိုင်းနိုင်ငံရဲ့အင်ဂျင်မှုအချက်အချာနေရာတစ်ခုပါပဲ။ဒီမှာလဲမြန်မာတွေကိုခလုတ်တိုက်ရင်တောင်တွေးရနိုင်ပါတယ်။အရင်တုန်းကတော့ဈေးမယ်မျိုးဆိုပြီးခန်းနာကြီးကျယ်ခဲ့တာပါ။ရှင်းအောင်ပြားကျောင်းတွေစိမ့်လက်ဆိုပြတဲ့တောင်တန်းတွေနဲ့ထူးခြားတဲ့ပွဲတော်တွေနဲ့ပြည့်နေနေပါတယ်။မြို့ရအောင်ဖွဲ့ရှုခင်းတွေကိုတွေ့ချင်မြင်ချင်ရင်တောင်ထိပ်မှာတရှိနေတဲ့ဝက်ဖရာသက် တောင်ပေါ်ပရားကိုသွားရောက်ဘူးမြော်ပြီးခန်းစားနိုင်ပါတယ်။ထောင်နဲ့ကြီးတဲ့မီးပုံးတွေကောင်းကင်ယံမှာလင်းနေတဲ့ထိုင်းနိုင်ငံရဲ့နာမည်ကျော်ရေပန်းမီးပုံးပွဲတော်ကိုကျင်းပတဲ့ကာလကတော့လက်ပတ်ဖို့အကောင်းဆုံးအချိန်ပါပဲ။နောက်ပြီးမမေ့နိုင်တဲ့အတွေ့အကြုံတော့ဆိုရင်တော့တိမ်မွေးတဲ့စင်ကြီးတွေနဲ့ထီထွေ့ဆက်ဆံနိုင်တဲ့စင်ထိန်တရစ်ကန်ကိုသွားရောက်လက်ပတ်ဖို့အကြံပေးရပါပါ။နံပါတ်၁စီမီလန်ကျွန်းစုနောက်ဆုံးနံပါတ်၁နေရာမှာတော့အန်တမန်ပင်လယ်ထဲကလှုပ်ဝက်နေပါပုံလေးဖြစ်တဲ့စီမီလန်ကျွန်းစုရှိနေတာပါ။ ကျင်းလင်းတဲ့ရေပြင်တွေဖြစ်ပွေးတဲ့သက်တောင်ပြင်တွေနဲ့ကမ္ဘာအဆင့်မီရေငုပ်နေရာတွေကြောင့်နာမည်ကျော်ပါတယ်။စီမီလန်ကျွန်းစုကတကယ်ကိုအသက်ရှင်မလာအောင်လှပနေတာပါ။ဒီအကာအကွယ်ပေးထားတဲ့ရေချောင်းဥယျာဉ်မှာရောင်စုံတနာကြောက်တန်းတွေနဲ့ထူးခြားစံပြတဲ့ရေနေတရွာတွေနဲ့အတူကမ္ဘာပေါ်မှာရေငုပ်ခြင်းနဲ့ရေကူးခြင်းနေရာတချို့ရှိပါတယ်။လူတည်နေတဲ့ကျွန်းအတွေ့အကြုံကိုရှာဖွေနေတဲ့ဆိုရင်စီမီလန်ကျွန်းစုကတင်းရဲ့ဇင်းထဲမှာထိတ်ဆုံးနေရာမှာရှိတင်နေတာဖြစ်ကြောင်းဝေမျှနိုင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါရှင်။ အစောနေ့ကျေးဇူးပေးခဲ့ကြတဲ့အတွက်တရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။